မန်ချက်စတာယူနိုက်တက်အသင်းရဲ့ခြေစမ်းပွဲအတွင်းတလုံးသေးသောအနိုင်ကိုသွင်းယူပေးခဲ့တဲ့မြန်မာလေရွေးစင်တိုက်စင်မှုမောင်မောင်လင်ကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်အလုံးမှုဆောင်အဖွဲ့မှဂုံပြုစုငွေ3000ကျပ်နဲ့အမှတ်တရစုပေးအပ်ချိမြင့်ခဲ့ကြောင်းသိရပါဗျ။ထိုင်းလီဝမ်ကလပ်လန်ဖုန်ဝါရီယာအသင်းမှတွားရောက်ကစားနေတဲ့ဟန်တာရီယူနိုက်တက်နဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ကစားသမားဟောင်းဖြစ်သူမြန်မာလေရွေးစင်အသင်းကောင်းဆောင်မောင်မောင်လင်ဟာ မေလ28ရက်နေ့ကမလေးရှားနိုင်ငံမှာခြေစမ်းခဲ့တဲ့ Manchester United နဲ့ ASEAN All Star အသင်းမှာပါဝင်ခွင့်ရခဲ့ပြီးဒုတိယပိုင်းပွဲကစားချိန်အတွင်းဝင်ရောက်ကစားခွင့်ရခဲ့က90မိနစ်မှာအသင်းအတွက်အနိုင်ကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။တိုက်စစ်မှုမောင်မောင်လင်းဟာမြမဘောလုံးတမိုင်းမှာ Manchester United အသင်းကိုဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီးမြမဘောလုံးပြည်သက်တွေအားလုံးဂုဏ်ယူမဆုံးဖြစ်ခဲ့ရသလို မြမဘောလုံးလောကအတွက်လည်းအမြဲတမ်းအမှတ်ရနေမဲ့တိုက်စစ်မှုတူဖြစ်လာခဲ့ပါတယ်။တိုက်စစ်မှုမောင်မောင်လင်းဟာလက်ရှိရန်ကုန်မှာလက်ရွေးစင်အတင်းနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်လျက်ရှိပြီးလာမယ့်ဇွန်လ10ရက်နေ့ညနေ9နာရီမှာရန်ကုန်မြို့သူဝနာကွင်းမှာကျင်းပမယ်အာရှဖလားခြေစစ်ပွဲနောက်ဆုံးအဆင့်အုပ်စုဒုတိယပွဲစဉ်အဖြစ်ပါကစ္စတန်လက်ရွေးစင်အတင်းနဲ့ပွဲစဉ်မှာအတင်းကောင်းဆောင်အဖြစ်ပြန်လည်ပါဝင်လာမယ်လို့သိရပါပါတယ်ခင်ဗျာ။ all odds belongs to the ASEAN All-Stars. Yes, 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 yes.